နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှနှွေးထွေးလှိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက် တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれဆောလာ25ရက်ဗုဒ္ဓဟူးနေ့ န်ယီလာအနာဂတိကျမ်းအခန်းကြီး2အခန်းငယ်1မှ9အခန်းငယ်33မှ39အထိနေဘုခတ်နေစာမင်းသည်နန်းဆန်နှစ်နှစ်တွင်အိမ်မက်ကိုမြင်တော်မူ၍ထိတ်လန့်ခြင်းစိတ်ရှိသောကြောင့်ဆက်တော်မခေါ်နိုင်သည် ဖြစ်၍အိမ်မက်တော်ကို ပြန်ပြောစေခြင်းဟာမာကုပညာရှိဗေဒင်တက် သူပြုတ်เสียခါလဒဲเสียတို့ကိုခေါ်ခြင်းဟုအမိန့်တော်ရှိသည့်အတိုင်း သူတို့သည်အထံတော်သို့ရောက်ကြသည်ရှိတော်ရှင်ဘရင်ကငါသည်အိမ်မက်ကိုမြင်ပြီးထိုအိမ်မက်ကိုမသိနားမလဲသည်ဖြစ်၍စိတ်မအီမသာရှိသည်ဟုမိန့်တော်မူ၏ကာလတဲပညာရှိတို့ကလည်းအရှင်မင်းကြီးအသက်တော်အစဉ်မြဲရှင်ပါစေအကျွန်ုပ်တို့အားအိမ်မက်တော်ကိုမိန့်တော်မူပါအကျွန်ုပ်တို့သည်အ낵ကိုပေါ်ပြပါမည်ဟုရှုရိပါသာဖြင့်ရှောက်ကြ၏ရှင်ဘရင်ကလည်း ငါအမိန့်တော်ရှိပြီထိုအိမ်မက်နှင့်အနက်ကိုသင်တို့မဖော်မပြလျင်သင်တို့ကို အပိုင်းပိုင်းဆင်းမည်သင်တို့အိမ်များကိုလည်းနောက်ချေးပုံဖြစ်စေမည်ထိုအမိန့်တော်ဆင့်၍ဒံယေလနှင့် သူ၏အပေါင်းဖော်တို့ကိုတတ်ချင်းဟာရှာကြတော့ဒံယေလကရှင်ပြည်၏အမိန့်တော်သည်အဘေကြောင့်ဤမျှလောက်လှင်မြန်သည်နီးဟုဘာဘူးလုံပညာရှိတို့ကိုပယ်ရှင်းခြင်းကထွက်သွားသော ကိုရံတော်မူအာရုတ်ကိုတတိပညာနှင့်မေးမြန်း၍အာရုတ်သည် ထိုအကြောင်းကိုကြားပြောလျင်ဒံယေလသည်နန်းတော်သို့ဝင်၍အိမ်မက်တော်ကို ဖြေရသောနေ့ရက်အချိန်ကို ပေးတော်မူမည်အကြောင်းအသနာတော်ခံပြီးမှ မိမိအိမ်သို့ပြန်သွား၍ထိုအကြောင်းကိုမိမိအပေါင်းဖော်ဟာနနိမိရှေလအာဇရီတို့အားကြားပြော၍ငါတို့သည်အခြားသောဘာဘူးလုံပညာရှိတို့နှင့်အတူမသေးမပြောက်စေခြင်းငှာ ဤနဲ့နဲသောအရာ၌ဂယုနာခြေဆုတော်ကိုခံရမည်အကြောင်းကောင်းကင်ဘုံရှင်ဖျားသခင်ကိုဆုတောင်းကြကုန်အံ့ဟု ပြောဆို၏ညအခါဗျာဒိတ်တော်အားဖြင့်ထိုနဲ့နဲသောအရာကိုဒံယေလအားဖျားသခင်ဖော်ပြတော်မူ၏ ွန်သည်ဤနဲ့နေသောအရာကိုဖွင့်ပြနိုင်သည်ဖြစ်၍အကယ်စင်စစ်ကိုတော်ဤဘုရားသခင်သည်နဲ့နေသောအရာကိုဖွင့်ပြတော်မူသောသခင်ဖြစ်တော်မူ၏။ဒံယေလအနာဂတိကျမ်းအခန်းကြီး2အခန်းငယ်58ချီကျူးထိုက်သူအားချီကျူးပါအကျိုးအမြတ်မရှိသောအဖွဲ့အစည်းတစ်ခုဤရွှေရည်တုပွဲနှင့်ထိုသို့ယက်တီနိုင်ရန်ကြိုးပမ်းခဲ့သူများအထူးသဖြင့်ထိုအဖွဲ့၌ဆယ်စုနှစ်များစွာပါဝင်ခဲ့သူများကို ဂုံပြုရန်ရွှေရောင်ခမ်းမကြီးနာဧည့်သည်များနှင့်ပြည်နေသည်။လောက်အားပေးပါဝင်သူများ၏အချိန်မြောက်များစွာနှင့်ထောက်ပံ့ငွေဒေါ်လာတန်ပေါင်းများစွာကိုတုံးခဲ့တော်လေ။ဖျားရှင်မပါနေရင်သူတို့၏အောင်မြင်မှုရမည်မဟုတ်ဟုတီထောင်သူတို့ကဂျေဇုတင်စိတ်ဖြင့်ဝေမျှခဲ့သည်။လူများစွာ၏အားစိတ်ထုံမှုမှန်တော်လေ။လူတို့၏ကြိုးပမ်းမှုထက်ဖျားဤမှားစမှုဖြစ်နာတိုးတက်လာသည်ဟုသူကထက်ခါထက်ခါပြောကြားခဲ့သည်။ ကောင်းမြတ်သောဆုကျေးဇူးများသည့်ဖျားသခင်နှင့်ဆိုင်ချောင်းကိုတိမတ်ရန်အရေးကြီးကြောင်းဒန်ယေလနားလည်သည်။နေဘုခနေဇာမင်းသည် အနာဂတ်နှင့်ဆိုင်သည့်အိမ်မက်ကိုမြင်မှတ်ပြီးအိမ်မက်နှင့်အိမ်မက်အနက်ကို ပြောပြဖွင့်ပြရန်ဗာဗုလုန်တပြည်လုံးရှိပညာရှိများကို ဆင့်ခေါ်ခဲ့သည်။ပညာရှိများသည့်စိတ်ပြက်လျက်မင်းကြီးအမှုအရာကို ဖြေနိုင်မည်သူမြေကြီးပေါ်မှာတယောက်မျှမရှိတဘာဝလုံတကူရှိမှသာဖြေနိုင်မည်ဟုဆန္ဒဖော်ထုတ်ကြသည်။ ။တန်ရီလာကလည်းသူတို့နှစ်သဘောတူလျက်မင်းကြီးမင်းမြန်သောအရာကိုပညာရှိဘေဒင်တက်မာကုစီယာအနာဂတ်တိစီယာတို့သည် ဖော်ပြခြင်းကမတတ်နိုင်ကြပါ။နက်နေသောအရာနှင့်ဖြစ်လက်တတ်သောအရာတို့ကိုမင်းကြီးအားကြားပြောသောဖျားသခင်တဆူသည်ကောင်းငင်ပုံမှာရှိတော်မူ၏ဟုရှောက်ခဲ့သည်။အိမ်မက်ကိုသူအားဖော်ပြရင်ယုံကြည်ခြင်းဖြင့်ဘုရားသခင်ထံဒံယေလဆုတောင်းခဲ့ပြီးဆုတောင်းချက်အပြည့်ရသောအခါဒံယေလသည် နှိမ်ချလျက်အိမ်မက်အနှက်ကိုဖော်နိုင်ခြင်းသည်သူ၏ဉာဏ်ကြောင့်မဟုတ်ပဲကြီးမြတ်သောဖရာရှင်ကြောင့်ဟုလျင်မြန်စွာချီးမြှောက်ခဲ့သည်အောင်မြင်မှုများကိုဂုဏ်ပြုခြင်းသည်မှန်ကန်သည့်လောက်ရဖြစ်တဲ့ကဲ့သို့တစ်ချိန်တည်းမှာပင်ဖရာသခင်အားဂုဏ်ပြုချီးမြှောက်တင်သည်ကျမတို့၏တတ်တာ၌ချီးမွမ်းထိုက်သောအရာများကိုခြေရာကောက်ပါလင်အဆုံး၌ဖရာသခင်ထံမှသာလာကြောင်းကိုတွေ့ရပါသည် ရားသခင်ဤမာစာထောက်ပတ်မှုကိုမကြသေးမီကမြည်သည့်နေရာ၌တင်တည်ပြုမိခဲ့သည်နီကိုရောအားအတိမတ်ပြုရန် တခတရံအဘဲကြောင့်ခတ်ခဲ့သည်နီချစ်စွာသောဖခင်ကိုရောသည်ကောင်းမွန်သောအရာအလုံးကိုပေးသနာတော်မူသောအရှင်ဖြစ်သည့်အတွက် ကိုရောကိုကျေးဇူးတင်ပါ၏သခင်ယေရှုနာမကို အမိပြု၍ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကို ကြည်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။